မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရယ်မြောင်းပထမဆုံးသတင်းတပုတ်အမည်နဲ့စစ်တပ်ကကြောင်မဲမျိုးနဲ့မိုင်းလုံးမျိုးကိုဘုံကျဲမှုခလေတအူးအပါဝင်နှစ်ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးနဲ့မိုင်းလုံးမျိုးကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲရှမှုကြောင့်ခလေတအူးအပါဝင်ပြည်သူနှစ်ဦးဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများရဲ့ပြောဆိုချက်နဲ့တရားရုံးရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ဒီနေ့ အော်တိုဘလ23ရက်နေ့နနက်တနာ33မိနစ်အစိမ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမိုင်းလုံးမြို့နယ်ပန်ဆန်ကြီးရွာကိုတိုက်လေရင်နဲ့ပေါင်150ဘုံနှလုံးလာရောက်တဲရှခဲ့ခြင်းကြောင့်ထို့ဘုံကြားရောက်ပေါက်ကွဲမှုကြောင့်အသက်9နှစ်အရွယ်မောင်ဆွေဆိုင်နဲ့အသက်35နှစ်အရွယ်မထွေးဟန်တို့ထိမှန်တရားရရှိခဲ့ပြီးနေအိမ်၄လုံးခိခိုက်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်စစ်တပ်ကအော်တိုဘလ10ရက်နေ့မှာ အော်တိုဘလ22ရက်နေ့အထိဒေယနဲ့ drone up ဝင်ဗေကြောင်းတိုက်ခိုက်မှုစုစုပေါင်း35ကြိမ်လုံးဆောင်ခဲ့ပြီးကြီးစု45ဦးတေဆုံးခဲ့ကြောင်းသိရှိရမှာနေစစ်ကောင်စီတပ်ကတောင်းပြီးအတွင်းသားမကတိုင်းရင်သားလက်နက်ကင်များကြီးစုကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာများကိုလူဖြစ်တော်လကောက်လက်နက်ကြီးဖြစ်တော်လကောက် drone ဖြစ်တော်လကောက်ဒေကြောင်းဖြစ်တော်လကောက်အပြစ်မဲ့ပြည်သူလူထုများအပေါ်စစ်ပြသူဝဲမှုကျူးလွန်လျက်ရှိကြောင်း TNN တွေက သတိပေးထုတ်ပြန်ထားပါရယ်ခမျောဒုတိယသတင်းသဘောအနေနဲ့ထိဆိုင်တဲ့အရာမျိုးနဲ့ရှိကြေးရွာများကိုစစ်တပ်လေးရင်စစ်တပ်လေးထိတို့ဖြင့်ဘုံကျဲနေ၍ကြေးဦးများခွတ်ပြေးနေရဆိုတဲ့သတင်းကိုကင်းဆက်ပေးပါစကိုင်းတိုင်းထိဆိုင်မျိုးနဲ့အတွင်းကိုအကြံဘက်စစ်တပ်ကလေးရင်ဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်းတရားအခွင့်အရေးသတင်းထုတ်ပြန်ခြင်းနဲ့ဒေသခံပြည်သူများကပြောဆိုပါတယ်အော်တိုဘာလ22ရက်နေ့ထိဆိုင်မျိုးနဲ့အနောက်ရှမ်းတောမရွာအနီး မင်းဝန်တောင်လိုတဝိုက်ကိုအချမ်းဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာတစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းအချမ်းဘက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ကြည်သူများခိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။အချမ်းဘက်စစ်တပ်ကမင်းဝန်တောင်မျိုးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲယခုအော်တိုဘာလပိုင်းအတွင်ဆက်လက်လာရောက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်းဒေသခံပြည်သူများကပြောဆိုပါသည်။ အလားတူစကိုင်းတိုင်းအရာတော်မျိုးနယ်ကိုလည်းအကြံပတ်စစ်တပ်ကဆက်တက်လေထီနှက်စီးဖြစ်ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောဆိုခဲ့အော်တို့ဘာလဲ22ရက်နေ့မွန်လ2နာရီကျော်ခန့်မှာအကြံပတ်စစ်တပ်ကအရာတော်မျိုးနယ်တောင်တန်းရှိခြေရွာများကိုဆက်တက်လေစီနှက်စီးတို့ဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်းအကြံပတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများခိကမ်းမှုရှိမရှိဖို့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်စစ်ခွေးတွေဘုံကျဲတဲ့နေရာအနေနဲ့ ခတ်လာတဲ့မီးခိုးတွေကိုတော့တွေးနေရတယ်။မီးလောင်နေတာဆိုတော့အတိမပြုတ်နိုင်သေးဘူး။ဂျီလူတွေလည်းတိတ်ဆောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အော်တိုဘာလ၁၉ရက်နေ့ရက်လည်းရာတော်မြို့နယ်တစ်ရှူကုန်းရွာစာတင်ကျောင်းကိုအကြံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲတရားဦးလေတပ်မှတက်လာတဲ့ YAK 130 Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူးအပါအဝင်ပြည်သူ၄ဦးသေဆုံးပြီး ပြည်သူ10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါညောင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့ကလေးတမှုကန့်ကောလမ်းပိုင်းကိုစစ်တပ်ကအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းခိုးနေပြီးပြည်သူတပေါင်းကျော်ဘေးလွတ်ရဖွပြီးတိတ်ရှောင်နေရပြီးစာနယ်ရိတ်ကမြအရေးပေါ်တို့အနေသို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးနဲ့အတွင်းရှိကလေးတမှုကန့်ကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းခိုးနေပြီးပြည်သူတပေါင်းကျော်ဘေးလွတ်ရခွပြီးတိတ်ရှောင်နေရပြီ စားနေရိတ်ခါများရေးပေါ်လိုအပ်နေကြောင်းကလေးမျိုးလူတို့တိုက်ပွဲဥဆောင်ကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုပါဟဲ့အော်တိုဘာလာဘိုင်းမှစတင်ပြီးကလေးမျိုးနဲ့အတွင်းရှိကလေးတမှုကံကောလမ်းပိုင်းနဲ့ကလေးကံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးကြီးဖြစ်စစ်ကြောင်းထိုးနေတော့ကြောင့်ပြည်သူလူတို့များပြအရေးပေါ်နေရစွန့်ခွာထွက်တိတိန်ရှောင်နေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ထိုလမ်းပိုင်းတခြားရှိပြည်ရွာများမှပြည်သူတထောင်ကျော်လဲဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးတက်ကြီးရွယ်ဖို့များကိုယ်ဝန်ဆောင်မိခင်များနဲ့ကလေးတငယ်များအတွက်အရေးပေါ်စာနယ်ရေးကကျမ်းမာရေးကူညီဆောင်ရှောက်မှုအရှိကံစတောက်ကုန်စတဲ့အကူအညီများလိုအပ်ရရှိသောသိရှိရပါတယ်စစ်ခွေးရအင်းအားလုံးရင်းနဲ့ကိုစစ်ကြောင်းထိုးနေတာအခုပြေးနေရတဲ့ရွာတွေအကုန်လုံးကကလေးတက်မှုကံကောလမ်းပိုင်းကရွာလူကြီးရတာတထောင်ကျော်လောက်ရှိပါတယ် ပြည်သူတွေတချို့ကတော့နီးစက်ရဆွေမျိုးတွေစီကိုတိန်းရှောင်နေကြပေမဲ့အများစုကတော့တောတောင်တွေထဲမှာဒုက္ခရောက်နေပါတယ်။စားနေကြိတ်ခါပဲအရေးပေါ်လိုအပ်နေပါတယ်လို့ကလေးမျိုးဒူးဒူးတိုက်ပွဲခေါင်းကကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အရေးပေါ်တိန်းရှောင်နေရတဲ့ဒေသခံပြည်သူတို့ရဲ့လိုအပ်ချက်များကိုအချိန်မီဖြည့်တင်းနိုင်ရင်ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကောမဒီအနေဖြင့်အရေးပေါ်တုံ့ပြန်ရင်းနဲ့ကုညီရေးအပွက်ဖွဲ့စည်းလိုက်ပြီ နိုင်ငံတကာရောက်ပြည်သူများဒေသပင်မှမိဘအဖွဲ့အစည်းများပြည်တွင်းပြည်ပရှိတော်လှန်ရေးအင်အားစုများတိုင်းရင်းသားအဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လက်ရှိကလေးမျိုးနဲ့အတွင်းရှိနေရတင်းရှောင်းနေတဲ့ဒေသကမိဘပြည်သူတို့ရဲ့အရေးပေါ်လိုအပ်နေသည့်အခက်အခဲများစောင့်ကြည့်ကပံ့ပိုးပူညီနိုင်တယ်လို့ကလေးမျိုးလူလူတိုက်ပွဲခေါင်းဆောင်ကော်မတီမှတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်ခင်ဗျာ